ြီးခဲ့တဲ့သတင်းဘက်ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် တည်ဆောင်းသူနဲ့ထိခိုက်ဒဏ်ရာရသူစုစုပေါင်းတပေါင်းကျော်ရှိလာခဲ့ပြီလို့ DBB Data အဖွဲ့ကကြောက်ယူရရှိတဲ့သတင်းတွေအရာသိရပါတယ်။မတ်လ28ရက်ကစကိုင်းမြို့နေကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8ရှိတဲ့အင်အားပြင်းကလင်ကြောင့်တည်ဆောင်းသူပေါင်း4325ယောက်ဒေဟာရသူ6588ယောက်ပျောက်ဆုံးတဲ့သူ448ယောက်နဲ့ ကယ်ဆယ်ရရှိသူ198ယောက်ရှိပြီလို့ဧပြီလ9ရက်မိုးလွဲတနအိထိ DPP ကစရင်ကောက်ယူရရှိထားပါတယ်ဒီရေအတွက်ဟာ DPP ကလက်လံမိသလောက်ရရှိထားတဲ့ကိန်းငန်းတွေသာဖြစ်ပြီးမြေပြမကယ်ဆယ်လုပ်ငန်းတွေလှုပ်ဆောင်နေဆဲအခြေအနေဖြစ်တာကြောင့်တည်ဆုံးသူဥယေနောက်ထပ်ထပ်တိုးလာနိုင်ပါတယ်စကောင်စီကတော့ငလင်ကျောက်အနည်းဆုံး3,480ယောက်သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီ 4681ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့က214ယောက်ကတော့ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်ရှင်။